အားသာဝါလာရှင်ညီကိုမောင်တော်များလုံးပဲမင်္ဂလာနေ့လည်ခင်းပါခင်ဗျာမတ်လ21ရက်နေ့နောက်ဆုံးရအာဆီယံနေ့လည်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ဒီနေ့သတင်းစောစောရတာဖြစ်တဲ့အတွက်နေ့လည်ခင်းသတင်းအဖြစ်ဥစွာဖော်ပြပေးဖြစ်ပါတယ်။ကဲပထမဆုံးဒီနေ့ဘုတ်ကိုတော့နိုင်ငံလေဝီစင်အသင်းရောက်နေတဲ့အာဆင်နယ်ပလေယာတွေရဲ့နောက်ဆုံးရအခြေအနေကိုဖော်ပြပေးတော့မှာပါ။နိုင်ငံလေဝီစင်အဆင့်မှာဂိုးသွင်းနိုင်ခဲ့တဲ့မီခင်းမိန်တို့သတင်းနဲ့ဆက်လိုက်အောင်။စပိန်လေဝီစင်ကစားသမား2ဦးဖြစ်အာဆင်နယ်ကရာယာနဲ့မီခင်းမိန်တို့နှစ်ယောက်ကိုဆစ်လွတ်ထားတယ် ဒေးဗစ်ရိုင်ယာကတော့အရန်ကူမှာပဲရှိခဲ့တယ်ဝင်ရောက်စော့ကစားနိုင်ခြင်းမရှိဘူးနယ်သာလန်နဲ့နှစ်ကိုးနှစ်ကိုးတည်ကြတဲ့ပွဲစဉ်မှာ63မိနစ်မှာတော့မီခေးမိန်တို့ကအသင်းထွက်အဖိုးတန်ချေပါကိုကိုသွင်းသွားခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာသူကလည်း84မိနစ်မှာလူစားလဲပြီးတော့ဝင်ခွင့်ရတာအဲ့တော့63မိနစ်မှာတူတူကြမဲ့ပွဲစဉ်ကိုဒီ 6ရက်လက်တခုကိုသွင်းနိုင်ခဲ့တယ်ဗောလေအမေရိကန်တော့ Nation League Quarter Final ဒါကပထမအကြော့ပါဒုတိယအကြော့ Netherlands နဲ့ထပ်ပြီးကန်ရဖို့ရှိတယ်စပိန်နောက်ဆင့်တက်သွားမှကျွန်တော်စောင့်ကြပါဗောလေတစ်ဖက်က Netherlands အသင်းကကျွန်တော်တို့ရဲ့ Arsenal player ဖြစ်တဲ့ Julian Timber ကတော့အပြားဝေဒနာကြောင့်ဝင်ရောက်စောကစားခြင်းမရှိဘူးအရန်လူစင်းမှာတော့မတွေ့ခဲ့ရပါဘူးအဲနောက်တစ်ယောက်ကတော့ Color Fury မနက်ခင်းမှာကျွန်တော်တို့စိတ်ပျက်စရာသတင်းနဲ့နှိုးထစေခဲ့တဲ့ player လို့ပြောရမယ်သူကအမြဲတမ်းအဲ့ဟန်ချက်ပြက်ပြီးတော့ဒူးတန်ရဟောင်းအောင်ပြန်ပြန်လာခဲ့တာမကြာခဏပဲဒါပေမဲ့အချိန်ပိုမိနစ်ကြာမှဖြစ်တယ် ပြီးတော့လည်းအရှိမတဲ့လူစားလဲ9ယောက်ပြေးသွားပြီဖြစ်တဲ့အတွက်ပွဲချင်းပြေးကစားသွားတယ်လို့တော့ပြောရမယ်။ Cala Fiori အနေနဲ့အီတလီကိုဒါအီတလီတို့ကဂျာမနီကို1-2နဲ့ရှုံးတဲ့ပွဲစဉ်မှာသူတွေနဲ့အင်ဂျူရီရသွားခဲ့တယ်။လောရောဆယ်တော့ကလပ်တင်းဘက်ကရောနိုင်ငံလေးစဉ်ဘက်ကရောဒီကစားမှအင်ဂျူရီနဲ့ပတ်သက်ပြီးတော့ဆေးဆီးချက်တွေလုပ်ပြီးတော့မှပဲထုတ်ပြန်မယ်ဆိုပြီးပြောထားဖြစ်တဲ့အတွက်ဒိုင်ယာအတိတ်တော့မသိရသေးဘူး။လောရောဆယ်ကဒိုင်ယာအသိရတော့မှမဟုတ်ဘူး။ဒူးဒိုင်ယာအဟောင်းကနေပြန်လည်နာကျင်သွားတာ။ကျွန်တော်အဲ့ဒီဗီဒီယိုပြန်ကြည့်တဲ့အခါမှာ အခြားကစားသမားကိုဖျက်ထုတ်နေဖြစ်တာမဟုတ်ဘူး။သူကသူစိုးရိမ်မှုလွန်ကဲပြီးတော့ကိုဟန်ချက်ပြက်ပြီးဒူးကဒံရံပြက်ဖြစ်သွားပုံစံမျိုးဘသူ့အမဝင်ရောက်ဖျက်ထုတ်တာချင်းမဟုတ်ပဲနဲ့ဗောလေ။အဲ့ဒါကျွန်တော်တို့ချန်ပီယံလီပွဲစဉ်တချို့မှာလည်းကာလာပူရီအဲ့ပုံစံမျိုးနဲ့ဒံရံပြင်ရသွားခဲ့ဘူးတဲ့။ကြံခဲ့တဲ့လတွေတော့ကကဲနောက်တစ်ယောက်ကတော့ဒါဝီလျံဆာလီဘာဗောလေ။ဆာလီဘာတော့ပွဲချင်းပြီးဝင်ကစားဝါတယ်။သို့တော့ခရိုအေးရှားကိုနှစ်ကိုးပြက်နဲ့ရှုံးသွားခဲ့တယ်။အဲ့ဆိုဆာလီဘာတို့ပြင်သစ်အနေနဲ့တော့ဒုတိယအကြော့မှာ ပုံမကောင်းမွန်တဲ့ performance ပြပြီးကြော်ဖြတ်နိုင်ဖို့တော့လိုအပ်သွားပါပြီ။ Croatia ကိုကြော်ဖြတ်ဖို့လည်းလွယ်တော့မလွယ်ဘူးပေါ့လေ။ဒီတစ်ဆင့်ကိုကြော်ဖြတ်နိုင်ရင် Nation League မှာ semi final ကိုတက်တော့မှာပါ။အဲ့တော့သူကတော့ပွင့်ချိန်ပြီးကစားသွားတယ်။ပထမတော့ Konate နဲ့ center back ဂျူရဲပုံစံမျိုးထိုင်စော့တာ။ Konate ကိုလူစားလဲပြီး Upamecano ဝင်လာတဲ့အချိန်မှာလည်း Upamecano နဲ့ Saliba နဲ့ကဒီခံစစ်ထိုင်မှာတွဲစော့ပေါ့လေ။စိတ်ပြက်စရာရလက်ဆိုပြီးလည်းဒုတိယအကြော့မှာ Saliba ကိုကြော်ဖြတ်နိုင်မလို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်။ Gabriel Magalhaes ကတော့ Colombia အသင်းကို2-1နဲ့နိုင်တဲ့ပွဲစဉ်မှာ Brazil အသင်းဘက်ကနေပြီးတော့ပွဲချိန် င်ပြီးဝင်ရောက်ကစားသွားပါတယ်။အဝါကက်တကက်တော့ထိသွားတယ်။အဲဆိုအာဆင်နယ်ပလေးယာကြီးထဲမှာအင်ဂျူရီယာဝါတာကာလာဖီယိုရီဖြစ်ပြီးတော့ဂိုးသွင်းနိုင်ခဲ့တာကမီကေမေရိုပါ။ဖျားနာနေခဲ့ပြီးပွဲထဲမှာပါခဲ့ရတာဂျူရီယန်တင်ပါဖြစ်ပြီးတော့ဝီလျံဆာလီဗာကတော့ပွဲချိန်ပြည့် performance ကောင်းကောင်းပြနိုင်ပြီမဲ့လေ။နှစ်ကိုးပြက်နဲ့ရှုံးသွားခဲ့တာဖြစ်တဲ့အတွက်ဒုတိယကြိမ်မှာပို့ပြီးတော့အသင်းကိုထမ်းတင်ပေးရတော့မှာဖြစ်ပါတယ်။ ။ဒုတိယမြောက်သတင်းတပုတ်ကတော့ဒါဘန်ချက်ကော့ကဖော်ပြထားပါလေ။ Give me sport ရဲ့ဘောလုံးရေးသားသူလည်းဖြစ်တဲ့ဘန်ချက်ကော့ရဲ့ဖော်ပြထားချက်အရအာဆင်နယ်ရဲ့နွေရာသီ number 1 target ပြစ်မှတ်သည့်အလက်ဇန္ဒာအီဆက်ဖြစ်တယ်ဆိုပြီးသူကဖော်ပြသွားပါတယ်။နယူကာဆယ်အသင်းရဲ့ထိတ်တန့်တိုက်စစ်ဆုံးမှာအလက်ဇန္ဒာအီဆက်နဲ့ပတ်သက်ပြီးတော့ဒလောဆယ်လိုချင်တဲ့ကလပ်အသင်းတွေအများကြီးပဲပြိုင်နှိုင်းကြိုက်တဲ့နှီးစည်းကိုင်းဖြစ်နေပေမဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးထက်ထဲဝင်ချင်းကပ်နေတာကအာဆင်နယ်ရဲ့လက်ပါဘူးပဲ။လက်ပါဘူးဘက်ကလည်းဒါဝင်ညူညက်ကိုအလိုက်ပေးပြီးကမ်းလှမ်းမှုအစီအစဉ်ရှိသူအာဆင်နယ်ကလည်းနိုယာဒီမှာသူတို့တက်နိုင်တဲ့ပမာဏတစ်ခုနဲ့အီဆက်ကိုဆွဲဆောင်မှုရှိတယ်။ဒါပေမဲ့ဒီနှစ်သင်းစလုံးအတွက်ဖြစ်နိုင်ချေရှိတာကနယူကာဆယ်ချန်ပီယံလိဝင်ခွင့်မရမှ။အဲဆိုတော့ဘန်ချက်ကိုရဲ့ဖော်ပြထားချက်ရဆိုအာဆင်နယ်ရဲ့ ဘတ်တစ်ပြစ်မှတ်အန်ထရီဘာတာရဲ့ဦးစားပေးတိုက်စစ်ကစားသမားအကေအီးမြတ်ဒီစားမောက်ကိုမရခင်ရင်ဘက်ဂျမင်ဆက်စကိုကိုပဲဒုတိယဦးစားပေးဖြစ်ရွေးချယ်သွားဖို့ရှေ့ဆိုပြီးသူကတော့ဖော်ပြသွားတယ်အန်ထရီဘာတာကဒီစားမောက်ဦးစားပေးဖြစ်သတ်မှတ်ထားသလိုအကေအီးသာအီဆက်ကိုအန်ထရီဘာတာတို့ခေါ်ဦးခြင်းနဲ့ဆိုရင်ကစားသမားကိုဇယ်လေဒီနဲ့ညှိနှိုင်းတဲ့အခါမှာပုံကိုယ်သဘောတူညီဖို့အခက်အခဲမရှိနိုင်ဘူးဆိုပြီးတော့ဘန်ချက်ကော့ကဖော်ပြသွားတယ်သူ့ရဲ့ညင်အတိုင်းပဲ ူကွန့်ပြီးတော့သူကတော့ရေးသားသွားတယ်ပေါ့လေအဲ့ဆိုနျူကာဆယ်တို့ကတော့ပေါင်တန်း150ဈေးကတ်ထားသလိုနောက်ဆုံးကြားထားတဲ့အချိန်တွေကနျူကာဆယ်ကသူတို့အသင်းရဲ့လုံခလာစားအမြန်မဆုံးကစားသမားဖြစ်ဒီကစားသမားကိုဆက်ထင်းကျင်တယ်လောလောဆယ်အီဆက်ရနေတဲ့တပတ်ပေါင်တသိန်း2000ကိုလုံခလာစားနောက်ထပ် နှစ်ဆတိုးပေးပြီးတော့2သိန်း4000ဆိုတဲ့ပမာဏနဲ့ကာဆယ်ရဲ့လုခရစာမြန်မာသုံးကစားသမားဖြစ်နှစ်ရှည်တက်တန်းတိုးခြင်းနေတယ်။အဲ့တော့ကာဆယ်ဘက်ကကြည့်မယ်ဆိုရင်ပေါင်သန်း150ဈေးကတ်ထားပြီးမဲ့ချန်ပီယံလိဝင်ရသည်ဖြစ်စေမရသည်ဖြစ်စေအီဆက်ကိုသူတို့ကတေရရခိုင်တို့အစ်တမဆက်ထားခြင်းနေတယ်။ဒါပေမဲ့အီဆက်တို့ဘရူနိုဂီမာရီတို့ကလည်းအာဆင်နယ်ဘဝင်အသင်းတော်များနဲ့တည်င်းထွက်နေရဖြစ်တဲ့အတွက်နွေရာသီမှာကာဆယ်တို့ဒီကစားသမားကိုဆက်ပြီးစီးယုံနိုင်ဖို့အတွက်ချန်ပီယံလိဝင်ရဖို့တော့လိုအပ်ပါတယ်။အဲ့တော့ transfer market မှာ euro တန်းတရာတန်ကြီးဖြစ်လာပြီဖြစ်တဲ့အီဆက်ကတော့လောလောလတ်လတ်ကာရာဘောင်ဖလား ကိုစုကွေးထားတာဗောလေကြံရတဲ့တပတ်နှစ်ပတ်ကကျွန်တော်လုပ်တဲ့ iset video တွေမှာဆိုယူ85သန်းပဲတန်ကြီးရှိတယ်အဲ့တော့ iset က25နှစ်ဆိုပေမဲ့စက်တင်ဘာဆိုရင်အသက်26နှစ်ပြည့်ပြီ2028ခုနှစ်တိတော့ကာဆယ်တို့ကပိုင်ဆိုင်ထားပြီမဲ့ဒီလိုကစားသမားမျိုးကိုထပ်မံတက်တန်းတို့ဝယ်သူတို့အပူတပြင်းလုံနေပါတယ် လက်ရှိနူကဆယ်ရဲ့လောက်ခတ်စားမြန်မာဆုံးကစားမလို့ဘရူနိုဂွီမာရေပေါင်3သိန်း6000အကေရေးမြတာပေါင်3သိန်း2000ရနေခဲ့တဲ့အီဆက်ကိုအခုတက်တန်းတိုးဖို့ကစားသမားဘက်ကခေါင်းကြီးလိုက်မယ်ဆိုတော့ပေါင်3သိန်း4000နဲ့နူကဆယ်တို့ရဲ့လောက်ခတ်စားမြန်မာဆုံးကစားမဖြစ်ရှိသွားနိုင်တော့မှာပါဒီရသည်34ဝက်မှာ24ကိုတင်ပြီးတော့၅လုံးဖိုင်ထားပါတယ်မနစ်က26ကိုတင်ပြီးတော့ နှလုံးဖန်ရထားပြီးတော့ဒီကစားသမားကဧပြီလ3ရက်2021ခုနှစ်တုန်းကစိုးစီးတဲ့အသင်းအတွက်34နှစ်ကြာမှပြန်နေယူနိုင်ခဲ့တဲ့ကိုပါဒရေးအတွက်အကောင်းဆုံးဆွမ်းဆောင်ပေးခဲ့သလိုဒီမတ်လ16ရက်နေ့မှာလည်းခါရဘောင်ဖလားကိုနူးကဆက်အသင်းအတွက်2.90ကြာပြီးတော့မှအဓိကဆူဖလားတစ်ခုဖြစ်ပြန်လည်ရယူပေးထားနိုင်ခဲ့ပါတယ်။အဲဒါဆိုဤဆက်လို့ထိတ်တက်ကစားသမားလိုချင်တဲ့အသင်းတွေဝိုင်းဝိုင်းလည်နေသလိုလွယ်လွယ်ကူကူနဲ့ခေါ်လို့ရနိုင်မယ့်အနေထားတော့မဟုတ်ဘူး။ဒါပေမဲ့ quality မြင့်ကစားသမားတွေကလည်းလွယ်လွယ်နဲ့တော့ဘယ်တော့မှခေါ်လို့မရခဲ့ပါဘူး။ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဘူကောင်စာကန်နဲ့ပတ်သက်ပြီးဖော်ပြပေးသွားခြင်းပါတယ်။လက်ရှိချိန်မှာအာဆင်နယ်အသင်းရဲ့မျက်ခင်းစိမ်းဒီပေါ်မှာတော့ဘူကောင်စာကန်က trainee စတင်လုပ်နေပါပြီ။အသင်းလိုက် fully trainee တော့မဟုတ်သေးဘူး။မျက်ခင်းစိမ်းဒီပေါ်မှာလေ့ကျင့်မှုတွေစတင်ပြီးပြုလုပ်နေတာပါ။ကြံ့ခိုင်ရေးအသင်းဒီပြနဲ့ Intipicu ရဲ့ trainee တွေစတင်ဆင်းနေပြီးတော့ fully trainee ဆင်းနိုင်ဖို့တော့ကာလတစ်ခုတော့နည်းနည်းစောင့်ရအောင်မယ်ဆိုပြီးတော့အသင်း အတွင်းကသတင်းတွေကြားသိရပါဘောလေကစားသမားတော့ဖူအန်နယ်ပွဲမှာပြန်ပါနိုင်မှုတဲ့စိတ်အားထက်သန်မှုအပြည့်ရှိနေဆိုပြီးတော့ဖော်ပြသွားပါတယ်124ရက်ကြာအနိုင်ယူထားပြီးတော့ပရီးမီးယားလိဂ်ရောပြိုင်ပွဲစုံစုစုပေါင်းပွဲပေါင်း16ပွဲအထိလွှဲကြော်ထားတဲ့ဘူကာအိုဆာကာကတော့ဒီဧပြီလ နှစ်ရက်နေမှာကမ်းမဲ့ဖူဟန်အသင်းနဲ့ပွဲစီမှာပြန်လာနိုင်ဖို့အတွက်ပြင်မှတ်ထားပြီးတော့ trainee တွေစတင်လုပ်နေပါတယ်ကျွန်တော်ထင်တာတော့ဒီ international break ပြီးွားရင်တော့နိုင်ငံတကာကပြန်လာမဲ့ arsenal player တွေနဲ့ fully trainee ပြန်လုပ်နိုင်မယ်လို့ထင်တယ်လောလောဆယ်တော့ဒီကစားသမားနဲ့သူ့ရဲ့ဒီကြက်ခိုင်ရေးနီးပြနဲ့ individual training တွေပဲစတင်လုပ်နေတာဟုတ်အဲ့တော့အရှိကတော့လည်း Julian Timber တို့ပြန်လာတော့ကတော့ Van White ပြန်လာတော့ကတော့ဒီလိုမျိုးပဲ training တွေ ဒါနီးပြနဲ့အရင်လုံပြီးတော့မှာပဲသူတို့ဖြတ်တန်းရတာဟုတ်အဲ့တော့အာဆင်နယ်အသင်းအနေနဲ့ညတောင်မှတိုက်စစ်မှာတကယ်ကို performance အကျဉ်းဆုံးကစားသမားတူကို April လထဲမှာပြန်လည်မြင်တွေ့ရတော့မှာပါ ဒီ season လေးကိုဒီကောက်ကွန်ကြီးပောင်းပြီးတဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတပါတယ်အမှဆော့မဲ့စတဲ့ဘာဘာဖုန်းဘက်တောင်ကို6 9 6 6 3 9တောင်ဆက်တပြီးတော့ဝန်ဆောင်မှုအပြည့်ဝရမှာဖြစ်လို့ငွေပုံရှာရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုလို့ YouTube မှာကိုထုတ်ပေါ်ချိုးရေးချပြီးကျွန်တော်အားပေးလို့ရပါတယ် iVac ခုရှိကို Sport Internet 93 minute ကိုလည်းကစားလို့ရနေပါပြီကိုထုတ်ပေါ်ချိုးလို့လည်းရိုက်ရှာလို့ရပါတယ်ဘောလုံးပွဲတွေလောက်မှဆိုတော့ကျွန်တော်နဲ့အမြင်နဲ့လက်တွေ့ထားတဲ့ရွှေဘောလုံးကပြောင်းလဲသွားဖို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Premier League ရဲ့နေရာလိုက်ဈေးကြီးဆုံးကစားသမား17ယောက်နဲ့ပတ်သက်ပြီးဖော်ပြပေးသွားပါ ပါဒီ set တယောက်ထဲမှာ arsenal တို့ကတော့ကစားသမား9ယောက်ထိပါဝင်နေတယ် performance ရောဈေးနှုန်းရောဒီ scene ထဲမှာ9ယောက်ထိပါဝင်နေတာပါစေကြီးဆုံးကစားသမား၁၁ယောက်ဆင်းမှာဆိုလို့ရှိရင်တော့ဂိုးသမားနေရာနေစပြောမှာဆို David Raya ကတော့ UO 340နဲ့ဒါ ဈေးကြီးဆုံးကစားသမားစီးနဲ့မှာပေါင်းနေပါတယ်ခက်စစ်သောအနေမှာဆိုရင်တော့ကဘာဒီယောက UO 85တန်းသူကတော့မန်ချက်စတာစီးတီးကအာဆင်နယ်ကဝီလန်ဆာလီဘာက UO တန်း80ဂေဘီယယ်မကာဟီက UO 85တန်းနဲ့ဒီစင်တာဘက်ဂျူတဲ့အထိုင်ကလည်းဈေးကြီးဆုံးစီးနဲ့မှာပေါင်းဝင်လာခဲ့ပါတယ်ကွင်းလေအဖြတ်နေရာမှာဆိုရင်တော့ Rodri က UO တန်း130နဲ့ပေါင်းဝင်လာပြီးတော့ Declan Rice က UO တန်း130နဲ့ဒီကွင်းလေအဖြတ် ်နေရာမှာပါဝင်လာခဲ့ပါတယ်။ကွင်းလန် attacking midfield နေရာမှာတော့ခိုးပယ်မကယူအိုတန်130နဲ့ပါဝင်လာပြီးတော့တောင်မနှစ်နေရာမှာတော့ဘူကာအိုဆာကာကယူအိုတန်150ဖီဖိုဒန်ကတော့ယူအိုတန်130တိုက်စစ်အထောက်နေရာမှာတော့အာလန်ဟာလန်ကယူအိုတန်100နဲ့ဖြစ်ပြီးတော့ နောက်တစ်ယောက်ကတော့နယူကာဆယ်တို့ရဲ့ပြိုင်နိုင်ကြတဲ့နေ့စည်းကိုင်းဖြစ်နေခဲ့တဲ့အလက်ဇန္ဒားအီဆက်ကတော့ယူတန်တရာနဲ့ရှိနေပါတယ်ဒီအချိန်အတွင်းမှာပဲဒီ transfer ရဲ့ပေါ်ပြထားကြရဆိုရင်တော့ယူတန်တရာတကြီးရှိတဲ့အီဆက်က UO 25တန်းလောက်ထိဈေးတက်ဖို့အတွက်စိုင်းမြင့်တယ်လို့ပြထားပြီးတော့ FIFA တန်းကတော့ UO တန်တရာ300ရနေပြီးတော့ UO 100တန်းလောက်ပြန်ပြီးဈေးချဖို့ရှိနေဆိုပြီးတော့သူတို့ကတော့အချက်လက်တွေကပေါ်ပြထားပါတယ်အဲဆိုတော့လက်ရှိ Premier League ရဲ့ တကယ့်ကို high performance ပြနိုင်တယ်လို့တကယ့်ကိုမှဈေးကြီးတဲ့ကစားသမား၁၁ယောက်စီးရင်နဲ့မှာဆိုရင်တော့အာဆင်နယ်က9ယောက်ထိပေါင်းနေပါတယ်ဒီလူစီးရင်ကိုသာကောင်းမွန်တဲ့ပတ်မိုးမှုတွေလုံနိုင်ခဲ့မယ်ဆိုရင်တော့လာမယ့်ရာသီမှာအာဆင်နယ်နဲ့တိုက်တဲ့ challenge တွေမဟုတ်ဘူးဖလားဘောပါလက်တင်နိုင်တော့တဲ့ယုံကြည်မှုရှိသွားနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဓိကတော့ຫນွေပဲ နှွေးမှာကောင်းမွန်တဲ့အားဖြစ်မှုတွေလုံနိုင်ခြင်းအဆင်ပြေပါပါအခုအာဆင်နဲ့ကိုသမားနေရခန်စစ်နေရကွင်းလက်နေရနဲ့တောင်ပံနေရတွေမှာဘယ်သင်းနဲ့မဆိုစိန်ခေါ်နိုင်မဲ့ဂိုးပေါက်ထဲကိုရိုက်သွင်းနေမဲ့အထောင်တက်စစ်တနေရကတော့လိုအပ်ချက်ဖြစ်ရှိနေပါတယ်နှွေးမှာတော့သူတို့ဦးစားပေးပြီးဝယ်မယ်လို့ကျွန်တော်ကယုံကြည်ထားပါတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်